စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲကပြန်လာတဲ့စစ်တေသားတပြင်းဦးနှင့်ခရိုင်တရင်900ကိုတရင်910တရင်912တပြင်းဦးနှင့်ခရိုင်တရင်1နဲ့တရင်2တို့ကိုဒေသခံပြည်သူတွေကကြိုဆိုခဲ့ကြတယ်လို့တရင်912စီကသိရပါတယ်။အဆိုပါတရင်9ရင်ကတပ်ဖွဲ့ဝင်တွေဟာအင်းတော်မျိုးကနေမိခင်တရင်ကိုပြန်ချင်းဧပြီလ18ရက်မှာလန်တလျှောက်ရှိဒေသခံပြည်သူတွေကကြိုဆိုခဲ့ကြတာလို့ပြင်းဦးနှင့်ခရိုင်တရင်912ရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ဒါတိုင်းပြည်ဝန်တော်တာပေါ့။ အဓိကက ပြည်သူတွေကကျွန်တော်တို့နဲ့ဒီကျွန်တော်တို့ရဲဘော်တွေနဲ့အတူပေါ့နော်ဟိုတသားတဲ့အခုချိန်ထိရက်တည်ပေးတယ်အဲတသားတဲ့သူတို့ရဲ့ပျော်ရွှင်ကြည်နူးမှုတွေကကျွန်တော်တို့ရဲဘော်တွေအပေါ်မှာမြင်အောင်နေတယ်ဆိုတဲ့ဟာတွေကိုကျွန်တော်သိရတော့ကျွန်တော်ဝမ်းသာပီတိဖြစ်ရတာပေါ့ပြန်လာတဲ့ရဲဘော်တွေအနေနဲ့လည်းငါတို့တိုက်ပွဲမှာ ပြန်လာပြီးတော့မှဒီမှာအခုကြိုဆိုတဲ့အချိန်မှလည်းပြည်သူတွေကငါတို့ကိုဝမ်းသာနဲ့ကြိုဆိုတာဖြစ်နေတာကိုမြင်ရတော့ကျွန်တော်ရဲဘော်တွေနဲ့လည်းအတိုင်းမသိဝမ်းသာကြတယ်ခဏလာကြော်ကြခဲ့တဲ့ အင်းတော်မျိုးသိန်းတိုက်ပွဲအတွင်းမှာတရင်910နှစ်ကတပ်ဖွဲ့ဝင်၄ဦးကြာဆုံးခဲ့တယ်လို့လည်းသူကဆက်ပြောပါတယ်အော်စိတ်မကောင်းဖြစ်ရတာပေါ့ဘာဖြစ်လို့လဲဆိုတော့အဲအားလုံးစုံစုံလင်လင်နဲ့ဒီအင်ဒိုမျိုးကြီးတစ်ခုလုံးသိမ်းပြီးတော့ပြန်လာတဲ့အချိန်မှာအဲကျွန်တော်တို့ရဲဘော်တွေအားလုံးတွားပါပြီဆိုကနေကပြီးပြီးတော့ဒီအင်ဒိုမျိုးသိမ်းပြီးပြန်လာတဲ့အချိန်ထိတက်ညီလက်ညီနဲ့အားလုံးစုံစုံလင်လင်ပါရင်တော့အဲ့ဒီရဲ့အပြိုကပို့ပြီးတော့အဲပြောရမှာပေါ့လေနော် ဲဒါပေမဲ့ကြာဆုံးသွားတဲ့ရဲဘော်တွေရှိနေတော့ကြတော့အဲသူတို့အတွက်ကိုလည်းကျွန်တော်တို့ခံစားရတယ်အဲဒီလိုမျိုးမတန်တာပေါ့ကိုရပြီးဆက်လိုက်ရပြီးတော့မှရဲဘော်တွေကြာဆုံးပြီးတော့မှဒီပွဲကရသွားတယ်ဆိုတော့ကျွန်တော်ဟိုအပျော်ကအများကြီးမပြောနိုင်တာဘောကသူတို့အတွက်ကိုလည်းစိတ်မကောင်းဖြစ်ရတယ်ကြူလာတဲ့အချိန်မှလည်းဒီပြည်သူတွေကနေပြီးတော့မှလည်းဒီကျွန်တော်တို့ကြာဆုံးသွားတဲ့ရဲဘော်လေးတွေရဲ့ပုံမြင်ပြီးတော့သူတို့လည်းစိတ်မကောင်းဖြစ်ပြီးတော့မှငိုကြတဲ့ပြည်သူတွေလည်းရှိတာပေါ့နော် ဲဒါပေမဲ့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့လည်းအကောင်းဆုံးပြန်ပြီးတော့မှအဲဒီတိုက်ပွဲတွေဆက်ဝင်ရမှာ၄ရှိနေတော့ကျွန်တော်တို့အားတင်းပြီးတော့မှပဲအဲဒီအပျော်တွေကိုပဲကျွန်တော်ဆက်ပြီးထိန်းလာခဲ့တာပေါ့ကြာဆုံးသွားတဲ့ရဲဘော်တွေတက်ကိုတော့ကျွန်တော်တို့အဲစိတ်မကောင်းဖြစ်ရပါတယ်ကိုပြီးခဲ့တဲ့ရင်းစီပြန်လာတဲ့တရင်910တကတပ်ဖွဲ့ဝင်တွေကိုပြည်သူတွေကကြိုဆိုနေတဲ့ရုံးတန်အတွင်းမှာလည်းကြာဆုံးတပ်ဖွဲ့ဝင်၄ဦးရဲ့ဓပုံတွေကိုကင်ဆောင်ကဘုံပြူခံနေကြတာကိုလည်းတွေ့ရပါတယ်အင်းတော်မျိုးကရေစကန် ွေဦးယုံနဲ့မျိုးရင်းရှိစစ်ကောက်စီအကင်းစကန်တွေကိုတော်လိုင်းတပ်ဖွဲ့တွေက2024ခုနှစ်အောက်တိုဘာ24ရက်မှာတင်ပိုက်နိုင်ခဲ့တာဖြစ်ပြီး9လကျော်အကြာ2025ခုနှစ်ဧပြီလ9ရက်ညပိုင်းမှာမျိုးရည်နောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့ဂျပန်နိုင်ငံကစကန်ကုန်းကိုတင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။